ါဠိစာပါဒီကနေ့မေလာ28ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်မြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမျိုးအနီးတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်ကြောင့်တာမန်တရုတ်ဝန်ထမ်းတွေထွက်ပြေးတိမ်းရှောင်နေတာတွေရှိနေတယ်ဆိုတဲ့သတင်းနိုင်ရီကန်စခန်းအနီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြအဆုံးတွေနဲ့နောက်ဆုတ်ထွက်ပြေးနေတယ်ဆိုတဲ့သတင်းနဲ့စစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ကမျိုးသုံးမျိုးမှာ အခြေခံပညာကျောင်းတွေဖွင့်လှစ်နိုင်ဖို့ကျောင်းသားကျောင်းသူတွေကိုကျောင်းအပ်လက်ခံနေတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျောက်ဖြူမျိုးအနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာတနစ်ထက်တနစ်ပြင်းထန်လာနေတဲ့အတွက်ကြောင့်တာမန်တရုတ်ဝန်ထမ်းတွေဟာအခုရက်ပိုင်းအတွင်းမှာစက်ယုံတွေကနေထွက်ပြေးတိမ်းရှာမှုတွေရှိလာနေတယ်လို့သတင်းရရှိပါရယ်။ အင်းအင်းနဲ့တိုက်ပွဲတွေဖြစ်တော့စစ်ကောင်စီဘက်ကတရုတ်ဆက်ယုံတွေရဲ့ area အထက်ကိုလုံခြုံရေးယူတဲ့ပုံစံနဲ့အင်းအားဖြစ်နေပြီးတရုတ်လုံသားတွေနဲ့မြန်မာဝန်ထမ်းတွေဟာကြောက်လို့ထွက်ပြေးတင်ဆောင်နေကြတယ်လို့စီးရီးတရင်ရင်မြစ်တယောက်ကနရင်းစရာကိုပြောပါရယ်။ဂုံးချွင်တိုင်းနဲ့မလာကျွန်း area ဝန်းကျင်က တရုတ်စီမံကိန်း area အနီးအထီးတိုက်ပွဲတွေဖြစ်ပွားလာပြီးစစ်ကောင်စီကအဲ့ဒီနေရာတွေမှာအင်အားဖြစ်တင်းပြီးလုံခြုံရေးယူထားကပြစ်ခတ်မှုတရှို့လဲဆက်ရုံအနီးပတ်ဝန်းကျင်မှာဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ထွက်ပြေးတန်းဆောင်နေကြတဲ့အထက်မှာတရုတ်လူသားတွေအပါအဝင်မြန်မာလူသားတွေလည်းပါဝင်နေပြီးမေလ26ရက်နေ့ကစတင်ကထွက်ပြေးတန်းဆောင်နေကြတာဖြစ်တယ်လို့ဒေသခံတွေကပြောကြားပါတယ်။တရုတ်ဝင်တဲ့တရှို့ကတော့တိုက်ပွဲမဖြစ်ပွားသေးတဲ့ကြောက်ဖြူသဘောအတန်ဝင်နဲ့ ရင်းနှီးစိတ်ကန်စီမံကိန်းရှိရာမတေးကျွန်းဖက်ကိုတင်းချောင်နေကြပြီးတော့တရုတ်ဝန်ထမ်းအကြီးပိုင်းတရှုကတော့ရန်ကုန်ကို လေကြောင်းနဲ့ထွက်ပြေးတင်းချောင်သွားကြတယ်လို့ကြောက်ဖြူမျိုးခန့်အမျိုးသမီးတယောက်ကနော်ရီစရာကိုပြောပါရရှင်။အမ်မျိုးနေနဲ့မကွေးတိုင်းပတန်းမျိုးကိုဆက်သွေထားတဲ့ရိုးလန်းဘော်ကနယ်ရေကန်အနီးတဝိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအကြအဆုံးတွေနဲ့နောက်ဆုတ်ထွက်ပြေးနေရတယ်လို့သိရပါဗျ။ နိုင်ရီကန်စခန်းအနီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးပြီးထိုးစစ်တပ်နေရာယူထားတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းအပါအဝင် နောက်တန်းကနေ drone လက်နက်ပစ်ကူပေးနေတဲ့လက်နက်တပ်ဖွဲ့တွေနဲ့အရခတတော် AA တို့လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြမ်းဆုံများပြီးနောက်ဆုတ်ထွက်ပြေးနေရတယ်လို့အန်ဒီတာခန်စီရေးတရင်ရင်မြစ်တယောက်ကနရီစရာတရင်ဌာနကိုပြောပါရယ်စစ်ကောင်စီစစ်ကြောင်းကနေရီကန်အနီးတစ်ဝိုက်မှာ ထိုးစစ်အထိုင်ရှာပြီးတော့ AA ကိုတိုက်ခိုက်နေတာဖြစ်ပြီး တောင်ကုန်းတနေရာမှာအထိုင်ချထားတာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။နောက်တန်းက drone လက်နက်ပစ်ကူတပ်ဖွဲ့တွေဟာလည်းပါဝင်နေပြီးသူတို့တွေကို AA ကပြန်လေထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့အကြဆုံးတွေနဲ့တက်ပြိုပြီးတော့နောက်ဆုတ်နေရတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်။စစ်ကောင်စီဟာသူတို့အခိုင်အမာစခန်းရှာနေရယူထားတဲ့ရိုးဘော်ကလှိုင်း၊ဂုတ်ကြီး၊ပစီးစတဲ့ကြေးဝါတွေအထိနောက်ဆုတ်ထွက်ပြေးနေကြရတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်ရှင်။ စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်အတွင်းကမြို့သုံးမြို့မှာအခြေခံပညာစာသင်ကျောင်းတွေဖွင့်လှစ်နိုင်ဖို့အတွက်ကျောင်းသားကျောင်းသူတွေကိုကြောက်အပ်လက်ခံနေပြီဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီထိန်းချုပ်ထားစေစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တွေမှာမေလ22ရက်နေ့ကစတင်ပြီးကျောင်းအပ်လက်ခံနေတာဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီကဖွင့်လှစ်ထားတဲ့ရခိုင်ကမြို့သုံးမြို့ကစာသင်ကျောင်းတွေမှာ သင်ကြားကြမဲ့ចောင်းသားចောင်းသူတွေအတွက်အဆင်မပြေမှုတွေအများအပြားရှိနိုင်တယ်လို့စစ်တွေမျိုးကဆရာမတယောက်ကပြောပါတယ်ကျောင်းသားကျောင်းသူတွေအတွက်ကျောင်းသွင်းပစ္စည်းတွေလည်းဈေးတက်နေပြီးတော့မိဘတွေမှာအလောက်ကင်မရှိလို့ဝင်ငွေတွေလည်းအဆင်မပြေတာကြောင့်ကျောင်းစရိတ်တွေမတက်နိုင်ဖြစ်နေကြတယ်လို့လည်းကျောင်းသားမိဘတချို့ကပြောဆိုကြပါတယ်။ဒါ့အပြင်အဲ့ဒီမျိုးသုံးမျိုးမှာတင် जा ပြတတ်မဲ့ဆရာဆရာမအများစုဟာလည်းစေဘေးတိမ်းရှောင်နေကြရတဲ့အတွက်ကြောင့် ပညာသင်ကြားရေးအပိုင်းမှာထိခိုက်နိုင်တယ်လို့ဒေသခံတချို့ကသုံးသပ်ပြောဆိုထားကြပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ထိုင်းမြန်မာနေဆက်တစ်ဘောဘစစ်တပ်စခန်းကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကို KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့မြဝတီမျိုးစီရဲ့တရင်ရင်းမြစ်တွေစီကနေသိရပါဗယ်။မေလ29ရက်နေ့ကစတင်ပြီးမြဝတီမျိုးတောင်ဘက်ဝေါ်လေလမ်းပိုင်း DKBA ဌာနချုပ်စုံစည်းမြိုင်အနီးကိုရောက်လာတဲ့အချိန်စစ်ကောင်စီစစ်ကြောင်းကို KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်နေလို့ဒီနေ့မေလ28ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။လက်ရှိသစ်ဘောဘိုတပ်စခန်းအနီးမှာတိုက်ပွဲပြင်းထန်နေတယ်လို့အဲ့ဒီတပ်စခန်းကိုအင်အားတက်ရောက်ဝန်းကျင်နဲ့ ဝေါ်လေကနေစစ်ကူလာတဲ့အဖွဲ့ကိုလည်းစုံစည်းမြိုင်ရွာကြီးအနီးကမင်္ဂလာတတာအနီးမှာ KNL နဲ့ပူပေါင်းတပ်တွေကဖြတ်တောက်တိုက်ခိုက်နေလို့တပ်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ထိုင်းမြန်မာနေဆက်မြဝတီတောင်ဘက်ကပြပေါ်ပေါ်ကြီးရွာစစ်စခန်းလက်မလွတ်ရရေးအတွက်ကြောင့်ဝေါ်လေပြူဟာအခြေဆိုင်စစ်ကောင်စီအင်အားတရကျော်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်းဒေသရင်းတရင်ပြစ်တွေစီကနေသိရပါတယ်။အဲ့ဒီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းမြန်မာနေဆက်မော်ကေထိုင်းတပ်ဖက်ကန် မေကလာရှောင်းအနီအနီးတစ်ဝိုက်ပတ်ဝန်းကျင်အထိလဲရောက်ရှိလာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်စုံစည်းမြိုက်ကြီးဝါနဲ့အနီးနာကဒေသခံတွေဟာဘေးလွယာကိုထွက်ပြေးတင်းရှောင်နေကြရတယ်လို့တိဘောဘိုကြီးဝါဒေသခံတရှိုးဟာလဲထိုင်းဘတ်ချန်းကိုတင်းရှောင်နေကြရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပနေတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအချက်၉ချက်ပါကြေညာချက်ကိုမနေ့ကထုတ်ပြန်လိုက်ပါတယ်။အဲဒီကြေညာချက်မှာတော့မြန်မာနိုင်ငံယာယီအပြည့်ရက်သက်တမ်းတိုးဖို့နဲ့သက်ဆိုင်သူတွေအားလုံးယုံကြည်မှုတည်ဆောက်ကြဖို့ကိုလည်းအာဆီယံကတိုက်တွန်းထားပါတယ်။မလအတွင်းမှာဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့်ယာယီအပြည့်ခက်ရက်စီရေးကြေညာထားမှုကိုတက်တန်းထတ်တူကြဖို့နဲ့အပြည့်ရက်နေမြေတွေကိုလည်းတိုးရှိသတ်မှတ်ဖို့ကို ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဒါအပြင်သက်ဆိုင်သူအဖွဲ့အားလုံးအနေနဲ့အပြည့်ရစေးရေးကနေယုံကြည်မှုတိစောက်ပြီးအားလုံးပါဝင်တဲ့အမျိုးသားတွဲဆောင်ဆွေးနွေးရေးတရက်ကိုဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်သက်ဆိုင်သူတွေအားလုံးအနေနဲ့အယက်သားပြည်သူတွေနဲ့အယက်ဖက်အဆောက်အဦတွေကိုထိခိုက်ပျက်စီးစေတဲ့အကြမ်းဖက်လူရဲတွေကိုရှက်ရှန်းရက်တံဖို့တောင်းဆိုခဲ့ပြီးစစ်ဖက်အယက်ဖက်ခွေးချောင်းမှုရှိတဲ့အကြမ်းဖက်မှုတွေကိုရှက်ရှန်းရက်တံမှုကိုလည်းအာဆီယံကတောင်းဆိုခဲ့ပါတယ် အရက်သားပြည်သူအလုံးကိုအကာအကွယ်ပေးဖို့နဲ့ဘေးကင်းလုံခြုံစေရေးခိုင်ခိုင်မာမာလှုပ်ဆောင်သွားကြဖို့ကိုလည်းပူတွေးထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အာဆီယံပုံသဘောတူညီချက်၅ရက်ကိုလည်းမြမအကျက်တေးဖြည့်ဆင်းရေးအတွက်ဆက်လက်ရည်ညွှန်းထားရှိမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ ကျွန်တော်တို့နရင်စရာကထုတ်လွှင့်နေတဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်စရာရုပ်သံကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။